And I will say that this will be a relationship that will be stronger than ever before. And I look forward to working with you. And uh, on behalf of our country, I want to just let you know anytime you have any question, any doubt, anything you want, any favors you need, anything I can do to help Japan, we will be there. We are an ally at the strongest level. ဂျပန်နိုင်ငံခီးစင်အတွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဂျပန်ဝန်ကြီးချုပ်သည်စာနေတာဂိုင်ချီနဲ့အတူနိုင်ငံသက်တူဘူပေါင်းတူဖော်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါရယ်။အော်တိုဘာလ28ရက်နေ့မနက်ပိုင်းကဒိုဂျုံမှသမ္မတထရန့်ကိုအခန့်ကြိုဆိုခဲ့ချိန်မှာတာဂိုင်ချီကသူ့ရဲ့နိုင်ငံဟာအမေရိကန်နဲ့ဆက်ဆံရေးရွှေခေတ်ကိုထူထောင်မှုစိတ်ပိုင်းဖြတ်ထားတယ်လို့ပြောကြားခဲ့ပါရယ်။ ဒရန်နဲ့ဒါကင်ချီတို့လက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ဟာခေတ်သစ် electronic ပစ္စည်းတွေစစ်လက်နက်ထုတ်လုပ်ရေးမှာမရှိမဖြစ်အရေးပါလာတဲ့မြေရှောင်းတပ်တုကုန်ကျန်းတွေဒူးပေါ်ထုတ်လုပ်ရေးနဲ့တပ်စင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။စာချုပ်ရဲ့ရည်ရွယ်ချက်ဟာကောက်ွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာအရေးပါဆုံးလိုအပ်တဲ့ဓာတ်တပ်တုပစ္စည်းတွေကိုနိုင်ငံစလုံးရေရှည်ဖူးဖူးလုံးလုံးရရှိနေစေဖို့ဖြစ်တယ်လို့နဘက်ဆိုရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တာကိုင်ချီကတော့ train နဲ့တွေ့ဆုံချိန်မှာနိုင်ငံဆက်ဆံရေးရွှေခွက်ကိုထူထောင်ဖို့တန်တိတ်ထန်ချတာကြောင့်နေအဲ့ဒီကာလအတွင်းဂျပန်ရောအမေရိကန်ပေါင်းပုံမူအားကောင်းလာကပုံမူကြွေဝလာမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်တတူတူဖို့ရေးကိစ္စစာချုပ်ထုတ်ဆိုအပ်ပြီးတာကိုက်ချီနေတူပြုံပြုံရှင်ရှင်ဓာတ်ပုံတွဲရိုက်ခဲ့တဲ့နောက်မှာထရန့်ကအမေရိကန်နဲ့ဂျပန်ဆက်ဆံရေးဟောင်းအားအကောင်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ချီးကျူးခဲ့ပါတယ်။တူကတာကိုက်ချီဟာဂျပန်ရဲ့အထက်မြတ်ဆုံးဝင်ကြီးချုပ်တူဖြစ်လာလိမ့်မယ်လို့ယုံကြည်ကြောင်းလည်းပြောဆိုခဲ့ပါတယ်။ ဂျပန်မှာတာကိုက်ချီလိုဒူးချွန်နဲ့အမျိုးသမီးကောင်းဆောင်တူရှိလာတာကတကယ်ကိုအရေးကြီးတဲ့အခြေအနေတစ်ခုလို့လဲထရန့်ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းထရန့်ဟာအရှိတောင်အာရှ၄နိုင်ငံနဲ့ကုန်တွယ်ရပါဝင်အရေးပါတဲ့မြေရှားသက်တူတရားစာတဆိုင်ရာတဘောတူစာချုပ်တွေကိုချုပ်ဆိုခဲ့ပါတယ်။ ကမ္ဘာနံပါတ်၁မြေရှောင်းသူ့ဘော်ထုတ်လုပ်သူဖြစ်တဲ့တရုတ်ကတင်ပို့မှုကိုထိန်းချုပ်လာတာကြောင့်ကမ္ဘာတဝန်းကထုတ်လုပ်သူတွေဟာတပိုင်းလက်ကူချစ်ပြားတွေလက်စည်ရည်တွေနဲ့စစ်ပက်ကရိယာတွေမှာကြည်ကြည်ပြန့်ပြန့်သုံးထားတဲ့မြေရှောင်းရရှိရေးတခြားထောက်ပံ့ရေးလမ်းကြောင်းတွေကိုအသေးအတန်ရှာဖွေနေရတာဖြစ်ပါတယ်ထရန်ဟာငားရတာအာရှခီးစဉ်အဖြစ်မလေးရှားနဲ့ဂျပန်တို့ကိုရောက်ရှိခဲ့ပြီးအဲဒီကနေတောင်ကိုရီးယားကိုခီးဆက်မှာပဲဖြစ်ပါတယ်